ခါကောင်းလေးတက်ပြပေးရဗျာကျန်နေတဲ့ကိုရီမကြီးကစားရအောင်နော်ကျန်နေတဲ့ကိုရီမကြီးကစားရအောင်ကျွန်တော်ရဲ့ကိုရီမကြီးအတွက်တကောကောင်းလေးတွင်လင်းပေးခြင်းဖြစ်ပါတယ်ကျန်နေတဲ့သားငယ်ရေဆိုတဲ့ကိုရီမကြီးအားလုံးပဲကစားနိုင်အောင်တကောကောင်းတက်လင်းပေးခြင်းဖြစ်ပါတယ်ကြိုက်တဲ့ကိုရီမကြီးကစားပါနော်ဒီစစလေးတက်လင်းပေးရနော် ားလုံးမင်္ဂလာပါဘုရားခဏဆောင်မယ်ဒီနေ့က9ရက်ပါနော်9ရက်9ရက်10လ2025နော်7နာရီ10မိနစ်အင်္ဂါနေ့7နာရီ10မိနစ်အတွက်ကျွန်တော်ရဲ့ကိုမာရီအထူးတဲ့တကွက်ကောင်းတက်လှည့်ပေးခြင်းဖြစ်ပါတယ် တန်းငယ်ဘယ်နှယောက်ရှိလဲဆိုတော့တန်းငယ်ကကျွန်တော်တယောက်တည်းပဲရှိပါတယ်เนาะအဲ့တော့ YouTube မှာလည်း like ရှာကြည့်ပါတယ်ကျွန်တော်နာမည်နဲ့အဲ့လိုလုတ်တဲ့သူတွေ like ရှာကြည့်ဒါပေမဲ့ကျွန်တော်နာမည်နဲ့လုတ်တဲ့သူကျွန်တော်နာမည်ပေါ့เนาะနာမည်2ပေါ့ဗျာနာမည်2ရရှာတယ်ဗျာเนาะဒါပေမဲ့တန်းငယ်ရဲ့နာမည်နဲ့ဖုန်းဆက်ပြီးတော့ခဏနေပေးနေပြီဆိုတန်းငယ်မဟုတ်ဘူးเนาะတန်းငယ်တယောက်တည်းရှိတာပါနှစ်ယောက်တည်းမဟုတ်ဘူးเนาะနှစ်ယောက်မဟုတ်ဘူး ။ဟုတ်တယ်အနီးကလေးကစောစောလေးတက်လွင်ပေးတယ်စောစောလေးရစေချင်လို့တက်လွင်ပေးတာတယောက်တည်းရှိတယ်။ဒါပေမဲ့တန်းငယ်နာမည်နဲ့သတိပေးချင်တာတကူကတန်းငယ်နာမည်နဲ့ပတ်သီးတွေပေးတယ်ဖုံးခေါ်ပြီးပတ်သီးတွေပေးနေပြီဆိုရင်တော့တန်းငယ်မဟုတ်ဘူးနော်။ဒီ YouTube ပေါ်မှာတော့တန်းငယ်ကတယောက်တည်းပဲရှိတယ်။ဟို channel ကြီးဖြစ်တဲ့ကိုရီမတွေတည်ထားတဲ့ channel ကြီးကအားတန်းငယ် RP Mi နေလို့နော်။အဘိမိနေလို့ဒီ channel လေးနဲ့လွှင့်ပေးတာဟုတ်ပြီလားတကွယ်ကောင်းထိုးရမယ်တကွယ်သေးပဲเนาะဗလိချုပ်မယ် ထိုက်စည်းပြမယ်နောက်ဝက်ပြမယ်ပရိတ်ချုပ်မယ်တကွာကောင်းထုတ်မယ်အားလုံးပဲเนาะပေါက်ဖို့နဲ့မပေါက်ဖို့ပေါက်ဖို့ကတော့တော့အားတမယ်ထင်တယ်ဗျာเนาะ site site ကိုလည်းခြိုက်တယ်ဗောနော demand site ကိုခြိုက်တယ်ဗောနော demand site ကိုတန်းငယ်ရခြိုက်နေပါတယ်အကြောင်းကိုခြိုက်တူတယ်ကိုဒီမာကြီးလည်းကစားပါ မကြိုက်တဲ့ကိုရီးမားလည်းမကစားနဲ့ပေါ့နော်ဒီမနက်ဆိုင်ကိုတန်းငယ်မှန်တိုင်းဝင်ခံရမယ်ဆိုရင်တော့ဒီမနက်ပိုင်းဆိုင်ကိုအနီးကလိုက်ရှိုးဆိုင်ကိုတန်းငယ်နေနေကြိုက်နှစ်တပါတယ်လို့အားလုံးကိုပြောချင်ပါတယ်နော်အဲကိုရီးမားတွေကိုသတိပေးစရာတစ်ခုရှိတယ်ဒါကဘာလဲဆိုတော့တန်းငယ်ရဲ့နာမည်နဲ့ဖုန်းဆက်ပြီးပေးနေတာဒီဟာတန်းငယ်လုံးဝမဟုတ်ပါဘူးနော်တန်းငယ်နာမည်နဲ့ဖုန်းဆက်ပြီးတော့ပတိပတ်ပါပေါ့ရင်ဘယ်လောက်ပေးပါဆိုပြီးပြောနေတာက ။တန်းငယ်လုံးဝမဟုတ်ပါဘူး။တန်းငယ်ရဲ့မူရင်းဖုန်းနံပါတ်ဖြစ်တဲ့669293398ကဲ662546868ရဲ့တန်းငယ်ဒီကနှစ်ကပ်ပဲတုံးတယ်။ကျန်တဲ့ကတ်ဒီတကန့်မှမတုံး။နော်။ဒီနေ့တော့ကျွန်တော်ရဲ့ဝေမာတွေချိန်ရမယ်ထင်ပါတယ်။10နိုင်ခွဲပဲရှိသေးတယ်။စောစောလေးတလွင်ပေးခြင်းနဲ့ဆိုတာလည်းကျွန်တော်ရဲ့ကိုရီမာရဲ့အားလုံးနဲ့အရင်နှီးမှုပို့ပြီးရအောင်။ကဲမေမေချစ်ချစ်ခင်ခင်ကျွန်တော်ရဲ့ကိုမာရီအားလုံးနဲ့ဒီချင်းနေမျိုးဝူပြီးအောင်စကားလေးပါညာပြောခြင်းလို့ ဆော့ဆော့လေးတက်လွင်ပေးခြင်းဖြစ်ပါတယ်ပုံမှန်ဆုံးတန်းငယ်17နာရီမှလွင်တယ်เนาะအခုကတော့ဆော့ဆော့လေးပဲလွင်ပေးလိုက်မယ်ဟုတ်ပြီเนาะကဲဒါဆိုကျွန်တော်ရေကွေးမှထိတ်စည်းစပြီးသွန်လိုက်ကြရအောင်ဘာထိတ်ဖြစ်မလဲအလုံးတစ်ချက်လိုက်ကြည့်ပါအမေအမေမေအတန်းနဲ့တို့ပါအောင်ကဲဒါဆိုထိုက်စည်းစကြည့်အောင်နော် ရှင်းတဲ့ကြတယ်ကျွန်တော်တို့ရှင်းထိပ်ပါတယ်။တောင်ညာလေးကကျွန်တော်ရဲ့ကွေမာရဲ့တောင်ညာထိပ်။38ဒီကျွန်တော်ရဲ့ကွေမာရဲ့အားလုံးပဲတောင်ထိပ်နေပေါ့နော်။ရှင်းတောင်ညာတောင်သုံးလုံးပေါင်းခြင်းဖြစ်တယ်။ရှင်းနဲ့တောင်ညာနဲ့ပေါင်းတော့ရှင်းရှင်းနဲ့သုံးနဲ့ပေါင်းတော့ကျွန်တော်ရဲ့ကွေမာရဲ့။ငါကြီးမထိုးနိုင်ပါဘူး။ညနေရဘူးလောက်ပဲထိုးနိုင်တာပါ။ဟုတ်ကဲ့ပါ။ကိုထိုးနိုင်တဲ့လောက်ထိုးယူ။နော်ပေါက်လို့လဲငါတန်းငယ်ကို90လဲပေးစီရမလို့ဘူးတရားလဲပေးစီရမလို့ဘူးနော်တကွက်ကောင်းပေးလို့ဆန္ဒရှိတဲ့တန်းငယ်ကြီးတန်းငယ်ပေးတဲ့ ခနန်းလေးနဲ့အကိုရီမတွေစင်ပြေသွားတယ်။မုတ်ဖိုးလေးတော့လွဲကျင်နေဆိုတဲ့ကိုယ်စိတ်ထဲမှာရှိတဲ့တရားတရားရှိမှလွဲမရှိရင်အတီးအထူးတလဲတန်းငယ်ကိုလွှဲပေးရမယ်ဆိုစိတ်ကြီးရင်တော့ရင်ဘတ်ထဲမှာကိန်းအောင်မနေပါနဲ့။တန်းငယ်ဒီကိုရီမတွေမလွှဲပေးလဲရတယ်ဘာမှမဖြစ်ဘူး။ဟုတ်ပြီနော်။ဘာမှမဖြစ်ဘူး။စေတနာရှိမှလွဲစေတနာမရှိရင်တပြားမှမလွှဲနဲ့။90လည်းမလွှဲနဲ့။100လည်းမလွှဲနဲ့။ဟုတ်ပြီလား။ တန်းငယ်ရဲ့အပေါ်မှာစေတနာရှိတဲ့သူတွေအများကြီးရှိတယ်သူတို့ကလွှဲလိုက်မယ်စင်မပြေတဲ့မိသားစုဝင်တွေကတယောက်မှမလွှဲနဲ့အစင်ပြေတဲ့သူတွေပဲလွှဲနော်တန်းငယ်ကိုချစ်ခင်ပြီးအားပေးတဲ့သူတွေအများကြီးရှိပါတယ်နော်သူတို့တွေကတန်းငယ်ကိုအများအမှန်တိုင်းမဟုတ်ဘူးလွှဲပေးနေတဲ့သူတွေရှိတယ်သူတို့ကလည်းကျေးဇူးတင်ပါတယ်လို့နော်ရှိတဲ့ကြောင့်ရှိတဲ့3ည4ည3ထိုင်30ကွန်3ထိုင်နဲ့8ည3လုံးလုံးပေါင်းချင်း8နဲ့3ည4နဲ့ပေါင်းတော့8 8နဲ့3နဲ့ပေါင်းတော့ကျွန်တော်ကမှတက်လို့ရမယ်เนาะ တစ်လို့ကျွန်တော်ပုံပေါ်များရမယ်တစ်ပါဝါတစ်6တစ်6ဒီကျွန်တော်ရွေးပါလိထိတ်စည်းအဖြစ်ဘာငယ်တို့ဂိုင်းသုံးလိုက်မယ်တစ်6ထိတ်ပါတစ်6ထိတ်ကို6ထိတ်နဲ့60နှစ်ဆိုပြီးထွက်တယ်ဟုတ်ပြီနော်ကျေးဇူးပါဒီလေးရေနော်ဒီလေးက YouTube ကပုံပြောင်းသွားတယ်ထင်တယ်နော်ရင်တော့ဒီပုံမဟုတ်ဒါဒီအောက်ဆိုရင်ဘာငယ်ရဲ့နော်ဘာငယ်ကိုအများအားပေးတယ်မှန်ပြီဆိုတဲ့မဟုတ်ဘူး လွှဲပေးနေကြအန်တီလေးဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်နော်တီလေးဒီ၆ထိတ်ကို၆ထိတ်နဲ့60နှစ်ဆိုပြီးထွက်တယ်တောင်ညာလေးတီကျွန်တော်ရဲ့ကိုမကြီးတောင်ညာထိတ်60နှစ်ကကျွန်တော်တို့၆ထိတ်ပါတယ်96ကကျွန်တော်ရဲ့ကိုမကြီး6အပိတ်နဲ့တောင်ညာ6ကိုတောင်လုံးပေါင်းခြင်းရုပ်ပြပြီးလွှဲမှာလားဆိုတော့နိုင်ငံရေးမကောင်းလို့နော်နိုင်ငံရေးကောင်းရင် ရုပ်ပြပြီးလွှဲမှာနော်နိုင်ငံရေးပြန်ပြီးတော့ကောင်းတယ်ငြိမ်သက်သွားပြီဆိုတော့နေကြရင်တော့ရုပ်ပြပြီးလွှဲမှာပါနော် ပို့ပေးမယ်တော့ကျွန်တော်မွေးကနန်းပို့ပေးမယ်ဒါကိုလိုင်းလွင်နေလို့အာရုံစိုက်ပြီးရှာနေရတာမလို့အာရုံမွေးကနန်းဖုံးတာမကိုမကြည့်ဖြစ်သေးတာနော်နောက်ပြီးရင်ကျွန်တော်ကြည့်ပြီးပို့ပေးလိုက်ပါမယ်နော်အခုကပြန်တော့မပြောဘူးလေပြောပါရဲနော်ကျွန်တော်မာနာမကြည့်တတ်ပါဘူးဗျအားလုံးကချစ်ချစ်ခင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 ်မေမေပါပဲအားလုံးကို afford ရေးဝဲဆက်ဆံပါတယ်မာနာမကြည့်တတ်ပါဘူးတန်ငယ်ရ3969သုံးလုံးပေါင်းခြင်း3969နဲ့ပေါင်းတော့669နဲ့ပေါင်းတော့9လို့ရမယ်เนาะ ငါပါဝါကကျွန်တော်ကိုမောင်များတုံးရပါတဲ့ငါတုံးရသည်ထိတ်စီးအဖြစ်သူကနေရာယူပါလေငါတုံးရထိတ်ကိုငါထိတ်နေငါဘူးဆိုပြီးထွက်တယ်တန်းငယ်ကောက်ကနှစ်ခုလားတဲ့ညီပဲအောင်ကိုတန်းငယ်ဆစ်လာဟင်ကျွန်တော်အကောက်ကနှစ်ခုဗျနော်နှစ်ခုပါတန်းငယ်အကောက်ကနှစ်ခုသုံးတယ်ဒီကောက်လေးရတန်းငယ်အာပီမိသွားတယ်ဟုတ်ပါတော့တားငယ်ဆိုတဲ့အကောက်ပေါ့နော်ဒီအကောက်ကကျွန်တော်ရဲ့ကွေမကြီး အာပီမိသွားတယ်ဒီကောက်နော်ဒီတန်းငယ်ဆိုတဲ့ကောက်ကအာပီမိသွားတယ်နော်အာပီမိသွားလို့ကျွန်တော်ရဲ့ကိုယ်မာကြီးဒီကောက်မှာတန်းငယ်လိုင်းမလွင့်ဖြစ်တော့တာပေါ့ဒီကောက်ကလေးကကျွန်တော်တို့အာပီမိသွားလို့ဒီကောက်ကလည်းလိုင်းမလွင့်ဖြစ်တော့တာနော်ကျွန်တော်ရဲ့ကိုယ်မာကြီးငါးတောင်များထိတ်ကို၅ထိတ်နဲ့၅ဘူး62တိ6ထိတ်ပါတဲ့၅ဘူးက၅ထိတ်19ကကျွန်တော်တို့1ထိတ်နဲ့ဟုတ်ပြီနော်6 5 1သုံးလုံးပေါင်းခြင်းဖြစ်ပါတယ်တဲ့6 5 1ကျွန်တော်ရဲ့ကိုယ်မာကြီးသုံးလုံးပေါင်းခြင်းဖြစ်ပါတယ် ချောင်းနဲ့ငါးနဲ့ပေါင်းတော့တင်းနဲ့တင်းနဲ့ပေါင်းတော့နှစ်လို့ရမယ်နှစ်ပါဝါတီခွန်နှစ်ခွန်တီထိတ်စီးအဖြစ်သူကနေရယူပါလေနှစ်ခွန်ထိတ်ကိုနှစ်ထိတ်နဲ့29ဆိုပြီးထွက်ပါတယ်နော်ကျေးဇူးပါတဲ့အားလုံးပဲကျေးဇူးတင်ပါတယ်ခုလိုမျိုးအားပေးတာနဲ့တင်တန်းငယ်ကျေးဇူးတင်နေပြီနော် နော်တန်းငယ်မှန်တဲ့ခါတွေရှိမယ်လွဲတဲ့ခါတွေရှိတယ်မှန်တဲ့ခါကျရင်လည်းကျွန်တော်ရဲ့ကွေမာတွေရတဲ့သူတွေရကြတယ်လွဲတဲ့ခါကျရင်လည်းကျွန်တော်ရဲ့ကွေမာတွေအားလုံးပဲနော်ဟိုလွဲအလွဲတာလေးကိုလက်ခံပြီးတော့တန်းငယ်ကိုအားပေးနေရတဲ့အခုတယောက်စီတိုင်းကိုတန်းငယ်ကဒီနေ့ကနေကျေးဇူးတင်ပါတယ်ကိုဒီမာတွေကိုချစ်လဲချစ်ပါတယ်ခင်လဲခင်ပါတယ်ကျွန်တော်ရဲ့ထမင်းရှင်ထမင်းရှင်တွေလည်းဖြစ်ပါတယ်နော်ကျွန်တော်လှူရတန်းတဲ့ခါကျရင်လည်းကိုဒီမာတွေရဲ့နော် ဟိုကျွန်တော်ရဲ့မိတ်ဆွေကျွန်တော်နှစ်เนาะကျွန်တော်ရဲ့ဒုတိယမိတ်ဆွေများလှူဒန်းပါတယ်ဆိုပြီးတော့ကျွန်တော်လှူဖို့စိတ်ကူးရှိပါတယ်ကျွန်တော်လှူမှာတော့ကျွန်တော်မိဘမဲ့ကေရမှာလှူမယ်မိဘမဲ့ကေရမှာလှူပြမယ်နောက်ပြီးတော့ကျွန်တော်တို့ခွေးပေါ့เนาะခွေးလေးတွေလမ်းဘေးခွေးလေးတွေကိုစုပြီးတော့ထားတဲ့ခွေးခွေးကေဟာလေးမှာလည်းတွားပြီးတော့လှူပြမယ်เนาะအဲ့ဒီမှာလည်းကျွန်တော်အဲ့နှစ်ခုကိုတော့လှူဖို့စိတ်ကူးထားပါတယ်အဲ့နှစ်ခုမှာတော့တန်းငယ်လှူဖို့စိတ်ကူးထားတယ်။ဒါောင်းလဲကျွန်တော်စိတ်ကူးပြီးတော့ကောင်းတဲ့ပုံမှာပါ။ကောင်းတဲ့ပုံပြီးရင်ကျွန်တော်ရဲ့ကိုယ်မာတွေကို အားလုံးပဲတာဓုခွန်နိုင်အောင်ကျွန်တော်ပို့လေးတင်ပေးမယ်เนาะကျွန်တော်လူပြစ်တဲ့ဟာလေးကိုပို့လေးတင်ပေးမယ်မိဘမဲ့ခေယာနဲ့ကျွန်တော်လူမားတော့မိဘမဲ့ခေယာနဲ့အဲလမ်းဘေးခွေးလေးတွေစုပြီးထားတဲ့ခွေးခေယာလေးမှာတွားပြီးလူပြီးမှာပါเนาะနှစ်ကုန်တိတ်ကိုနှစ်ထိန်နဲ့29မိပါရပြကျွန်တော်ကျွန်တော်17နာရီရင်းတော့17နာရီမှလွှင့်တာဒီလိုလေးစကားအေးအေးပြောချင်လို့ဒါစောစောလေးလွှင့်ပေးတာเนาะနှစ်ကုန်တိတ်ကိုနှစ်ထိန်နဲ့29 ငါးဘူးဒီငါးထိတ်29ကနှစ်ထိတ်40က၄ထိတ်နဲ့တဲ့ဟုတ်ပြီနော်ငါးနှစ်လေးသုံးလုံးပေါင်းခြင်းဖြစ်တယ်ငါးနှစ်နဲ့ပေါင်းတော့ခွန်ခွန်နဲ့၄နဲ့ပေါင်းငါးရဲ့နှစ်ငယ်ပေါင်းတော့ခွန်ခွန်နဲ့၄နဲ့ပေါင်းတော့တစ်ပေါ့တစ်ပေါင်းပါသေး6ပေါ့တစ်6ဒီကျွန်တော်ရေးပေးပါလိမ့်ထိတ်စည်းအဖြစ်သူကနေရာယူထားပါလိမ့်အဲ့ဒါရင်ယနေ့မနက်7:00နာရီတောင်းနေမှာ16ထိတ်ပါ တစ်ချောက်ထိပ်လို့ကျွန်တော်ရေးပါရရမယ်တစ်ချောက်ထိပ်ကို6ထိပ်နဲ့60နဲ့9လုံးရထိပ်ကို9ထိပ်နဲ့9ဘူးနှစ်ခွန်ထိပ်ကို2ထိပ်နဲ့20ကိုယနေ့မနက်မှာတစ်ချောက်ထိပ်လို့ခြင်သုံးပါဖြစ်တယ်ဟုတ်ပြီနော်အလုံးဝမင်္ဂလာပါနော်ထိပ်စီးသည်တစ်ချောက်ထိပ်လို့ရမယ်ဟုတ်ပြီတစ်ချောက်ထိပ်ကိုကျွန်တော်ရေးပါရအပိတ်လေးတစ်ချက်ဖြစ်မလဲကျွန်တော် live ကြည့်ပြီးအားလုံးမင်္ဂလာပါနော် အားလုံးတို့မိသားစုတို့အေးချမ်းနိုင်ကြပါစေတဲ့ကျေးဇူးပါပေးတဲ့ဆုနဲ့ပြည့်ပါစေကျွန်တော်ရဲ့ကိုရမကြီးလည်းစိတ်ချမ်းသာကိုချမ်းမာပြီးတော့လူဝင်စနားကြီးလည်းလုံးဝအပြည့်ဝကြပါစေဗျာအဲဒါဆိုရင်တချောက်ထိတ်ကိုကျွန်တော်ရဲ့ကိုရမကြီးအပိတ်တစ်ချက်ကြည့်ပေးနော်အပိတ်တစ်ချက်ကြည့်အပိတ် site site ပြရမယ်အပိတ်ပြပြီးဗရိတ်ပြမယ်ဗရိတ်ပြပြီးတကောင်ကောင်ထုတ်မယ်ဗျာ7နာရီမထိုးခင်ပြီးအောင်လွှင့်ပေးမယ်နော်7တိမထိုးခင်ပြီးအောင်လွှင့်ပေးမယ်ချိန်မကြာသေးရပါဘူးဗျာစိတ်ချပါနော်ချိန်မကြာသေးရပါဘူးလို့စိတ်ချပါနော် ။ဟုတ်ပြီဒါဆိုအပိတ်တစ်ချက်သွားမယ်။ပုံညာလေးဒီကနေ့ပြေးမှာဒီတို့နှလုံးပေါင်းခြင်း။ဟုတ်ပြီနော်။ခုနစားရှိကကျွန်တော်တို့ရှစ်အပိတ်။ပုံညာလေးရှစ်အပေါင်းလုံးပေါင်းခြင်း။တန်းညာနဲ့လေးနဲ့ပေါင်းတော့လေးလေးနဲ့ရှင်းနဲ့ပေါင်းတော့နှစ်လို့ရပါဘူး။နှစ်ရက်နဲ့ခက်ဒီလေးနှစ်လေးဒီအပိတ်လို့ပြပါတယ်။အဲဒါဆိုရင်တစ်ချောက်ထိပ်ပါအပိတ်ကနှစ်လေးအပိတ်တစ်ချောက်ထိပ်နှစ်လေးပိတ်ကို 6ဒိတ်စီ200ပေးနေ60နှစ်60နှစ်တဲ့နော်အလုံးမဲ့တခုတော့ပြောချင်တာကမှားရင်လဲခံမှန်ရင်လဲဆန်ပေါ့ညမကောင်းမြင်ပါစေပြည့်ရဆုနဲ့ပြည့်ပါစေနော်မှားတဲ့ခါလဲရှိမယ်မှန်တဲ့ခါလဲရှိမယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့ကြွေမိုင်းအမားနဲ့အမှန်လို့အလုံးမဲ့လက်ခံပေးပါတချောက်တိတ်နှစ်လေးပိတ်ကို6ဒိတ်စီ200ပိတ်နဲ့60နှစ်တဲ့ဆိုပြီးထွက်တယ်ဆက်ကောင်းတယ် 62တိကျွန်တော်ရဲ့ဂွေမကြီးသူတို့နှလုံးပေါင်း ချင်း30ခွန်ကခွန်ပိတ်62ခွန်သုံးလုံးပေါင်းချင်း6ကနှစ်ကပေါင်းတော့8နဲ့ခွန်နဲ့ပေါင်းတော့9လို့ရမယ်။ငါးရဲ့နှစ်ခတ်တိကျွန်တော်တို့သုံးပါတဲ့9သုံးတိအပိတ်လို့ရမယ်။9သုံးညာထိတ်9သုံးအပိတ်ကို9ထိတ်9အပိတ်နဲ့သူက9ဘူးဆိုပြီးထွက်မယ်။ နော်ငါးဘူးဒီကျွန်တော်ရဲ့ကွေမာကြီးသူတို့နှလုံးပေါင်းချင်း96က6အပိတ်နဲ့996သုံးလုံးပေါင်းချင်းဖြစ်တယ်ငါးနဲ့ငါးနဲ့ပေါင်းတော့3ညပါ3ညနဲ့6နဲ့ပေါင်းတော့6လို့ရမနေ့ညနေက4ထိပ်ကို9အပိတ်တာဖြစ်မယ်ဆိုရင်နော်4ထိပ်ကို9အပိတ်တာဖြစ်မယ်ဆိုရင်45ဆိုတော်တော်ပေါက်ကြမယ်နော်မနေ့ညနေက45ဆိုတော်တော်ပေါက်ကြမယ်ဘာလို့ဆိုတော့မနေ့ညနေကတန်းငယ်အနီးကလိုင်းရှုံးမှာ5ငါးတော့ပေါင်းပေးခဲ့တာဟုတ် 40ဆိုတော့တန်းငယ်တို့ပထမလွင့်တာလေအရန်ကနန်းထဲမှာပဲပါသွားတယ်55ဆိုရင်တော်တော်များများပေါက်ကြမှာပါမနေ့အညက်နေရဒါပေမဲ့40ပေါ့ဗျာအရန်ကနန်းထဲမှာပဲပါသွားတယ်956 9နဲ့9နဲ့ဘုံ3ည3နဲ့6နဲ့ဘုံတော့6ဟုတ်တယ်6ရဲ့နှစ်ခတ်တိ969ဒီအပိတ်လို့ပြရတယ်နော်နှစ်ခွန်ထိစီ69အပိတ်ဟုတ်တယ်ရေမြေနဲ့အပင်းနေရကိုကြီးကျေးဇူးတင်ပါတယ်ဗျာ နှစ်ခွန်တိတ်ကို6 9ဘိတ်နဲ့သူက20ကိုဒဲဆိုပြီးထပ်ထွက်တယ်ဟုတ်ပြီနော်40250ကိုပေါက်ပါလေတဲ့အာဝန်သားပါလေပေါက်တယ်ဆိုရင်တန်ချောင်းရင်ဝန်သားပါလေဗျာခရတော့ကျွန်တော်ဆက်တော့မယ်နော် ဒါဆိုရင်လည်းကျွန်တော်တို့တစ်ချောက်တိတ်နှစ်လေးဘိတ်ကို60နဲ့ထက်၅လုံးညာတိတ်၅၃ဘိတ်ကို၅ဘူးထက်နှစ်ခွန်တိတ်၆ခုဘိတ်ကို29ထက်ဒီတစ်ချောက်ထိတ်ကိုကျွန်တော်ရဲ့ကွေမာကြီးဘာအပိတ်နေပေါ့ဘလို့အပိတ်လေးနဲ့ကျွန်တော်ရဲ့ကွေမာကြီးဘာတကွာကောင်းဖြစ်မလဲအလုံးပဲတစ်ချက်လိုက်ကြည့်ပေးပါ ဒီကျွန်တော်ရဲ့ခွေမကြီးတို့နှလုံးပေါင်းချင်း19ကကျွန်တော်တို့ကိုယ်ကပိတ်နေနှစ်ကိုကိုသုံးလုံးပေါင်းချင်းဖြစ်ပါတယ်နော်နှစ်နဲ့ကိုနဲ့ပေါင်းတော့1တဲ့နှစ်ငယ်ကိုရဲ့ပေါင်းတော့1တဲ့နဲ့ကိုနဲ့ပေါင်းတော့3ညလို့ရမယ်3ညရဲ့နက်ခတ်တီခွန်နဲ့3ညခွန်ကအပိတ်ဖြစ်နေရာယူပါတယ်ဒါဆိုရင်16ထိပ်စီအပိတ်က3ညခွန်အပိတ်နဲ့ တကွက်ကောင်းရေးဖို့အတွက်ကျွန်တော်ရဲ့ကွေမကြီးဗဒိတ်လေးတော့ပြကြည့်နေတယ်အချိန်မီမယ်တော့ထင်ပါတယ်အားလုံးပဲတော့ဗဒိတ်လေးတစ်ချက်ပြကြတယ်အချိန်မီမယ်တော့ကျွန်တော်ရဲ့ကွေမကြီးထင်ပါတယ်ဗဒိတ်တစ်ချက်ပြပေးခြင်းပါတယ်ဗျာအဲဆိုဗဒိတ်သွားမယ်နော်ဗဒိတ်တစ်ချက်ပြပေးမယ် တချောက်တဲ့ပုံညာခုံအပိတ်ကိုပရိတ်တစ်ချက်တော့မယ်။ဘာတဲ့ထွက်မလဲပေါ့။ပြီးတော့1300ကျော်သားမျိုးတို့မင်္ဂလာပါ။ပုံညာလေးတီပုံညာထိတ်30ခုံ3ထိတ်ပုံညာ3နှလုံးပေါင်းချင်းပုံညာနဲ့3နဲ့ပေါင်းတော့3နဲ့ပုံပါဝါက8တက်8ဒီတစ်မျိုးတည်းသောပရိတ်8ပရိတ်နဲ့60နှစ်ဆိုပြီးထွက်တယ်။တကွယ်ကောင်းတော့ကြရင်ထိုး ရှိပရိနဲ့62ဆိုပြီးထွက်တယ်62နှစ်သေး6ထိပ်ပါတဲ့96ကိုထိပ်69နှလုံးပေါင်းချင်း9တဲ့9ပါ3ညပရိတ်တဲ့3ညပရိတ်ကို9ဘူးဆိုပြီးထွက်ပါတယ်ဟုတ်ပြီနော်3ညပရိတ်ကို9ဘူးဆိုပြီးထွက်ပါတယ်9ဘူးတည်9ထိပ်တဲ့19ကတစ်ထိပ်9တစ်နှလုံးပေါင်းချင်း6တဲ့6ပါဝါတည်တစ်တဲ့တစ်တည်တမျိုးတည်းသောပရိတ်တဲ့ တိပရိတ်ကို29ဆိုပြီးထွက်ပါတယ်တဲ့ဒါဆိုရင်လည်းယနေ့မနက်7:00နာရီတမိနစ်မှာက29နှစ်ထက်တက်44ထိတ်24နှလုံးပေါင်းချင်း6တက်6ပါဝါတိ1တက်တိတမျိုးတည်းသောဗရိတ်ဖြစ်တဲ့အတွက်ကြောင့်နဲ့တိ6ထိတ်ကို39ခွန်အပိတ်ကတကွက်ကောင်းသည်တဲ့တိ6ထိတ်39ခွန်အပိတ်ကိုတိပရိတ်နေပါစဉ်းစားကြည့်ပါဗျာနော် တချောက် break ဆိုရင်တော့60ဆိုတဲ့ကဏ္ဍတစ်ခွက်လည်းရှိတယ်။ဒါကြောင့်မလို့အကောင်းဆုံးဆိုတဲ့ကဏ္ဍနှစ်ခွက်ကိုရွေးပြပါဆိုရင်တန်းငယ်30 60ကဏ္ဍနှစ်ခွက်ရှိမယ်။နော်။ဒါမဲ့ရံကဏ္ဍလေးတွေထုတ်ပေးမယ်နော်။တက်ခွက်ကောင်းကကျွန်တော်ကိုပါများ။တန်းငယ်ဒီ channel လေးရပဲလုံးလုံးမယ်နော်။အားလုံးပဲအမှားနဲ့မှန်ကိုလက်ခံပြပါနော်။မှားရင်လည်းခံရမယ်။မှန်ရင်လည်းဆန်ရမယ်။နော်။မှားရင်လည်းခံရမယ်။မှန်ရင်လည်းဆန်ရမယ်။ ၄ချောင်းတိုင်း၃ခုံပရိပရိကတစ်ချောင်းပရိကို၆ပါဝါတစ်ပရိလို့ခေါ်ထားပေမဲ့နောက်ရည်ဒီကနနှစ်ကွက်ရွေးပေးလိုက်ပါတယ်၁၀နဲ့60ဆိုတဲ့ကနနှစ်ကွက်ကိုတန်းငယ်အကောင်းဆုံးအနေထားမှာရွေးပြီးတော့30ကတကွက်ကောင်းဖြစ်ရွေးပြထားပါဘူးเนาะတန်းငယ်အချိန်တော့မစွဲတတ်ဘူးเนาะအမကိုပိုင်ကိုထိုးเนาะဒါပေမဲ့အရန်ကနန်းလေးထုတ်ပေးမယ်အရန်ကနန်းလေးရောကျွန်တော်ကိုမောင်မြာကိုထုတ်ပေးခြင်းသေးတယ်เนาะ30ဒီတကွက်ကောင်းဖြစ်ပါလေတဲ့ နောက်ဆိုတော့6ပါဝါ1ပြိမ့်နဲ့တိထိတ်သုံးရပြိမ့်နဲ့တက်ဆွေတကွာကောင်းဖြစ်ဒီထဲမှာတော့ရေးထားလိုက်မယ်ထွက်မယ်ဆိုရင်တော့ကျွန်တော်ကမှတော်တော်လေးရောကောင်းလုံးနဲ့ကနန်းတစ်ခွက်လို့ပြောလို့ရတယ်နော်ကောင်းလုံးနဲ့ကနန်းတစ်ခွက်လို့တန်းငယ်ပြောလို့ရတယ်ဗောနော်ဒါကြာမဲ့ကျွန်တော်ရဲ့ကိုယ်မတွေကအကြိုက်တူမှကစားတန်းငယ်ကိုယ်မတွေအိတ်ထဲရပတ်စံကိုလာပြီးတော့ထိုးလို့မရဘူးကိုယ်ပတ်စံနဲ့ကိုထိုးတာဖြစ်တဲ့အတွက်နော် ကြိုက်တူမှာကျွန်တော်ပုံမှန်ဗျာကစားစီခြင်းတယ်ဗျာအရန်ကနန်းလေးတွေထုတ်ပေးအောင်မယ်နော် ုတ်ပြီနော်အကြိုက်တူမှာကစားပါအမှန်မှန်လက်ခံလျက်ပါကျေးဇူးပါမိုင်းခံပဲမိုင်းဆံပဲတကွက်ကောင်းပဲတကွက်ကောင်းကတော့အဲ30ပါနော်တချောက်ထိတ်၃ညခွန်ပရိတ်ကိုတစ်ပရိတ်နဲ့ဒီမှာ30လို့ရေးပြထားတယ်နော်အဲကြောင့်မလို့အမှန်လဲခံမှန်ရင်လဲဆံကျွန်တော်ရဲ့ကိုယ်မိုင်းအားလုံးကတန်းခဲ့သည်အများအားပြောနေကြတိုင်းပဲကိုယ်ဤထဲကပတ်စံနဲ့ကိုထိုးတာဖြစ်ပါတယ် မိုင်းလည်းခံရမယ်မှန်လည်းဆန်ရမယ်မှန်လည်းကျွန်တော်ရဲ့ကိုမကြီးပဲဆန်ရမယ်မိုင်းလည်းကျွန်တော်ရဲ့ကိုမကြီးပဲခံရမယ်ကိုကြီးတွေကပတ်စံကိုကိုလက်နဲ့ကိုနှိုက်ပြီးကိုထိုးရတာဖြစ်ပါတယ်နော်ဒါကြောင့်မို့ကြိုက်နေတဲ့မှာကစားပါတန်းငယ်မကြိုက်ဘူးတန်းငယ်ရေးဆိုတပြားဘူးမှမကစားနဲ့နော် မကြိုက်ဘူးတန်းငယ်ရေးဆိုရင်တပြားဘူးမှမကစားနဲ့ဟုတ်ပြီလားမကြိုက်ဘူးတန်းငယ်ကြီးဆိုရင်တပြားဖို့မှမကစားကြပါနဲ့။ကြိုက်နေတဲ့တန်းငယ်ကြီးဆိုမှကစားပါ။ တယ်ခွန်ဘူးဒါ30တော့ခွန်နှစ်တစ်ချောက်ထိပ်ကို၄ခုနှစ်ပဲအဲ့လားပြပေးထားရင်လीเนาะဒီမှာခွန်နှစ်တစ်ချောက်ထိပ်ကို၄ခုနှစ်အပိတ်အဲ့ဒါလေးလည်းကောင်းတယ်နော်သူက break က6တစ် break နဲ့ဆိုရင်ခွန်၄တို့ခွန်၉တို့2၄တို့เนาะ2၉ဆိုတာဒါပြန်ကြပေါ့ ကဲအားလုံးပဲပောက်ကြပါစေဗျာကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေအားလုံးပမိုင်မှာကံကောင်းကြပါစေလို့